င်္ဂလာပါ ISP Podcast ကနေကြိုဆိုပါတယ် ISP Podcast မှာ ISP မြန်မာကထုတ်ဝေတဲ့သုတေသနစာရန်းတွေကို တင်ဆက်ပေးနေပါတယ် ISP ခေါ်လံကဏ္ဍကစောင်းမတချို့ကိုလည်း Podcast အဖြစ်ရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့စာမှုရှင်ထက်ရှိန်လင်းရေးသားထားတဲ့ဦးစားဖက်ကိုဘလူရွေးဆိုတဲ့ ISP ခေါ်လံစောင်းမကိုနားဆင်ပေးကြပါအောင်ရှင် စစ်စင်ရေးတစ်တုံညာနှစ်ခုစတင်လိုက်ချိန်မှာစစ်ကော်မရှင်ဟာအချိန်တိုးတွင်ဆုံးရှုံးမှုတွေကြီးမားခဲ့ပါတယ်။မြို့တွေလက်လွတ်ရတဲ့တိုင်းစစ်ဌာနချုပ်တွေကျခဲ့ပါတယ်။အဲဒီနောက်တော့တရုတ်အပါဝင်အင်အားကြီးနိုင်ငံတချို့ရဲ့အကူအညီနဲ့စစ်ရေးတန်တမာရေးဖိအားပေါင်းစုံပြန်ပေးပြီးခုခံရပ်တည်ခဲ့ပါတယ်။ဒီလိုခုခံရမှာနေချားစောင့်တပ်တွေပြည်သူစစ်တပ်တွေရဲ့အကူအညီနဲ့ တော်လန်ရေးတက်တွေကိုတိုက်ခိုက်တာလည်းပါပါတယ်။ဒါပေမဲ့ပြည်သူစစ်တိုင်းနေချားဆောင်တက်တိုင်းနဲ့တော့စစ်ကော်မရှင်ဟာစစ်အတူမတိုက်ပါဘူး။ရှမ်းတောင်ပိုင်းကိုကြည်ရင်ပိုသိတာပါတယ်။ပြည်သူစစ်အဖွဲ့ပေါင်းများစွာစစ်ကော်မရှင်ကိုတိုက်ခိုက်မနေတဲ့တပ်ဖွဲ့ပေါင်းများစွာရှိတဲ့ဒီနယ်မြေမှာပအုပ်အမျိုးသားအဖွဲ့ချုပ် PNO PNA နဲ့ပဲပူးပေါင်းပြီးလက်နက်နဲ့နှီးပညာအကူအညီတွေပေးခဲ့ပါတယ်။ ရုရှားကရတဲ့ drone နည်းပညာနဲ့စစ်တင်တဲ့တချို့ကိုပါ PNO ကရခဲ့ပါတယ်။တချိန်မှာ PNO ကဒီနည်းပညာနဲ့လက်နက်တွေယူပြီးသူ့ကိုပြန်မတိုက်နိုင်ဘူးဆိုရဲတွက်ကင်းကြောင့်သာဒါတွေကိုစစ်ကော်မရှင်ကခွင့်ပြုပေးထားတာပါ။အခြားပြည်သူစစ်တွေလည်းရှိပါရဲ့နဲ့တချိန်မှာပြန်တိုက်ခိုက်ခံရမှာကိုမပူပဲစစ်ကော်မရှင်က PNO နဲ့စစ်အတူ တွဲတိုက်ဖို့ဘာကြောင့်ဆုံးဖြတ်ခဲ့တယ်လဲဆိုတာကို ဒီဆောင်းပါးမှာအကြောင်းပြချက်၃ခုနဲ့ရှင်းလင်းကြပါရစေ။ပထမတစ်ချက်ကတော့စစ်ကော်မရှင်နဲ့ PNO PNA မှာစစ်စည်းဝါးရေးအရာကျေးဇူးခံကျေးဇူးစားဆက်ဆံရေး Patron Client Relationship နှဆိုင်စွာတည်ရှိနေခြင်းမှာအပြည့်ရက်ပြီးချိန်ကစပြီး PNO ဟာဟိုပုံပင်လောင်းနဲ့စီဆိုင်မြို့တွေကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထိန်းချုပ်ခဲ့ပါတယ် PNO ရဲ့လက်နက်ကင်တပ်ဖြစ်တဲ့ PNA တပ်ရင်း၄ရဲ့တပ်ရင်းမူတာဝန်ယူထားတဲ့ဦးနေဝင်းထွန်းက PNO ရဲ့စီးပွားရေးတာဝန်ခံဖြစ်လာပါတယ်။အာဏာသိမ်းမှုနောက်ပိုင်း၂၀24ခုနှစ်မှာ PNA ရဲ့ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာပါတယ်။1992ခုနှစ်အပြစ်ရက်ပြီးစမှာပဲဦးနေဝင်းထွန်းဟာဗရမ ्या နဂါကုမ္ပဏီတည်ထောင်ပြီးကြောက်စိမ့်တူးဖော်ခွင့်ရခဲ့ပါတယ်။ဒီကုမ္ပဏီဟာ၂၀04ခုနှစ်အထိ ကချင်ပြည်နယ်ဖားကံမြို့နယ်မန္တလေးတိုင်းမိုးကုတ်မြို့နယ်စကိုင်းတိုင်းခန့်ဒီမြို့နယ်နဲ့ရှမ်းပြည်နယ်မိုင်းရှုမြို့နယ်တို့မှာကြောက်စိမ့်လုတ်ကွက်ပေါင်း152ခုအထိလုတ်ကန်ခွင့်ရခဲ့ပါတယ်2002ခုနှစ်မှာတန်ချိန်3000ကျော်တဲ့ကြောက်စိမ့်တုံးကြီးကိုနိုင်ငံတော်ကလှူဒန်းခဲ့ပါသေးတယ်ဒူးဖော်ရေးသားမကပဲကြောက်ရက်ရောင်းဝယ်ရေးမှာလဲကြောက်စိမ့်နဂါကုမ္ပဏီကိုထူထောင်ခဲ့ပါတယ်ကြောက်ရက်လုပ်ငန်းသားမက ိုတယ်လုပ်ငန်း၊ခီးသွားလုပ်ငန်း၊ဝိုင် လုပ်ငန်း၊စားတောက်ကုန်စသဖြင့်နိုင်ငံတော်ဝန်ဈေးကွက်ဖြန့်ကျက်ထားတဲ့ကုမ္ပဏီဆက်တခုကိုထူထောင်ထားပါတယ်။ဒီလိုစစ်အာဏာရှင်တဲ့စီးပွားရေးလုပ်ပိုင်ခွင့်အကျိုးမြတ်တွေနက်နက်ရှမ်းရှမ်းဆက်နွယ်နေတာက PNO PNE အတွက် PNL လိုစစ်ကော်မရှင်ကိုစစ်ရေးအရာ ပြန်လည်တိုက်ခိုက်ဖို့ခက်ခဲစေပါတယ်။တိုက်ခိုက်ခဲ့ရင် ိုင်ငံအနှံ့ဖြန့်ကျက်ထားတဲ့စီးပွားရေးအင်ပါယာတစ်ခုလုံးကိုရပ်တန့်ပြည့်ရမယ်စိန်ခေါ်ချက်ရှိပါတယ်။ဒီဆက်နွယ်ချက်ကပဲ PNO PNA ကိုစစ်မြေပြင်မှာအတူတွဲတိုက်ဖို့အတွက်စစ်ကော်မရှင်ကရွေးချယ်ရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။အကျိုးစီးပွားရစစ်ကော်မရှင်ရဲ့ကျေးဇူးခံကျေးဇူးစားဆက်ဆံရေးရှိနေတာက PNO PNA တစ်ဖွဲ့တည်းတော့မဟုတ်ပါဘူး။ရှမ်းတောင်မှာဆို ကယန်းပြည်တဲ့ဟာလဲစစ်ကော်မရှင်နဲ့ဒီလိုဆက်ဆံရေးရှိပါတယ်။ဒါပေမဲ့သူ့ကိုတော့စစ်ကော်မရှင်ကစစ်မြေပြင်မှာအတူတွဲတိုက်ဖို့လက်နက်နဲ့နှီးပညာတွေထောက်ပံ့တာမျိုးမရှိပါဘူး။ဒါဟာအခုဖော်ပြမယ့်ဒုတိယအကြောင်းရင်းကြောင့်လို့ဆိုနိုင်ပါတယ်။ PNO PNE ဟာပအုပ်ဒေသတွင်မှာကြီးရွာအဆင့်ထိ သူ့ရဲ့ဩဇာအာဏာကိုခြေကုပ်ယူထားနိုင်လို့ပါ။ ဒါဟာစစ်ကော်မရှင်အာဏာမသိမ်းခင်ကတည်းကပါပဲ PNO ဟာ2010 2015နဲ့2020ရွေးကောက်ပွဲ၃ခုလုံးမှာပအိုဒေတာအတွင်းမဲအနိုင်ရခဲ့ပါတယ်ရွေးကောက်ပွဲအနိုင်ရရုံမက ဒေတာရင်းမှာလဲကြေးရွာအဆင့်ထိအာဏာခြေကုပ်ယူနိုင်စွာ power consolidation ရှိပါတယ်အာနာမသိခင်ကာလမှာပအိုဒေတာအတွင်းကြီးရွာအုပ်ချုပ်ရေးမှုတွေကို ဒေသခံရွာသားတွေကမဲပေးရွေးချယ်ရပေမဲ့ကြီးရွာအုပ်ချုပ်ရေးမှုတွေက အစီရင်ခံရတဲ့ကြီးရွာအုပ်စုတာဝန်ခံတွေကိုတော့ PNO PNA ကတိုက်ရိုက်ခတ်အပ်ပါတယ် PNO PNA ကမကြည့်ဖြူပဲလွတ်မပေးပဲကြီးရွာအဆက်မှာဘာအပြောင်းလဲမှအကောင့်ထဲမပေါ်နိုင်ဘူးဆိုတဲ့သဘောပါအာနာမသိန်းခင်ကာလမှာဒေသရင်းကကောင်ရွေလူမှုကွန်ရက်လို့ကံမောဆန်လူငယ်စားဖတ်တင်းလို့ အရက်ဖက်အဖွဲတွေက လူလူလှူရှာမှုတွေရက်တူတင်နန်းတွေကတဆင့် liberation တံဖိုးတွေကိုဒေတာရင်းစီယူဆောင်လာပါတယ်ဒီနည်းနဲ့ PNU ရဲ့အာနာချေကုတ်ကို အတိုင်းတာတစ်ခုထိစိန်ခေါ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အာနာသိမ့်မှုနောက်မှာတော့ဒီအဖွဲတွေရဲ့လှူရှာမှုတွေလည်းမေးမိန်သွားပြီးကြီးရွာအုပ်စုအဆင့်သားမကကြီးရွာအုပ်ချုပ်ရေးမှုတွေကို PNO PNE ကတိုက်ရိုက်ခတ်အံ့လာပါတယ် ဒီလိုနဲ့ဒေတာတွေမှာ PNO PNA ကပြိုင်ဘက်ကင်းအာဏာပိုင်ဖြစ်လာပါတယ်။ကယန်းပြည်သူကတော့ဒီလိုမဟုတ်ဘဲစိုးမိုးလှုပ်ရှားနေတဲ့ဒီမော့ဆိုအနောက်ချမ်းနဲ့မိုးပြဲလိုဒေတာတွေမှာ KNDF IEC တို့ရဲ့ဩဇာကိုမလွန်ဆန်နိုင်မီဤနိုင်တက်ဆွဲထားရပါတယ်။ PNO PNA ကတော့ကြီးရွာအဆက်မှာတင်းပြေကြက်ပြေအာဏာခြေကုပ်ယူထားနိုင်ပါတယ်။ ဒါကပဲစစ်ကော်မရှင်အတွက်ဒီဒေတာမှာသူ့ရဲ့တိုက်ဖို့တိုက်ဖက်ဖြစ်ရွေးချယ်ဖို့အကြောင်းရင်းဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့အကျိုးစီးပွားအရကျေးဇူးခံကျေးဇူးစားဆက်ဆံရေးလက်ရှိဒေတာရင်းမှာလည်းအပြည့်အဝအာဏာချေကုပ်ယူထားနိုင်ပေမယ့်ဝါတပ်ဖွဲ့ UWSP UWSA ကိုတော့စစ်ကော်မရှင်ကစစ်မြေပြင်မှာသူ့ရဲ့အိုးစားဖက်ဖြစ်ယုံကြည်ပုံမပေါ်ပါဘူး။ဒါကမြန်မာစစ်တပ်ဟာ သူ့ရဲ့နိုင်ငံရေးဆက်ညော political agenda ကိုကြော်ပြီးအရေးဆိုတဲ့အင်အားစုတွေကို မိဖက်အဖြစ်မတတ်မတားကြောင်းမှာ2000ပြည့်လွန်နှစ်တွေတော့ကလက်ရှိတစ်ခွန်တစ်စစ်တွေတာတဲ့ဝါတက်တွေဝင်ရောက်လာပြီးပြန်မထွက်တော့တာစစ်စင်ရေးတစ်တုံညာနှစ်ခွန်မှာဟိုပန်နဲ့ပန်လုံကို MNDAAC ကလက်ပြောင်းရယူခဲ့တာနဲ့ဝါပြည်နယ်ရရှိရေးတောင်းဆိုချက်တွေဟာစစ်တပ်ရဲ့နိုင်ငံရေးဆက်ညုံကိုကျော်လွန်ခဲ့တာတွေပါ ။ဒါကြောင့်မယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံနေရစဉ်မှာအင်အားထောင်ချီရှိတဲ့ဝတ်တက်တွေငင်းချရေးထိမ့်သိမ့်မှုအတွက်ဆိုပြီးလာရှုံမျိုးတွေဝင်လာတော့စစ်ကောင်မရှင်ကတမိုင်းတွင်အောင်ရှုံးနေပေမဲ့လက်မခံခဲ့ပါဘူး။စန့်ကျင်ဘက်အခြေအနေကတော့အပြစ်ရသဘောတူပြီးချိန်ကစလို့အခုထိသူ့ရဲ့နိုင်ငံရေးဆက်ညွန်အတိုင်းသာလိုက်ကနေခဲ့တဲ့ PNO PNA ပေါ်မှာတော့စစ်ကော်မရှင်ဟာလက်နက်နဲ့နှီးပညာတွေပုံအောထောက်ပံ့ပြီး အိုးစားဖက်ဖြစ်ရွေးခဲ့ပါတယ်။ရွေးကောက်ပွဲကာလတွေတုန်းကစက်တိုက်အနိုင်ရခဲ့တယ်လို့နေမြေအတွင်းမှာလည်းဩစာညောင်းမိမဲ့ PNO PNE ဟာဝါတက်ဖွဲ့လို့ကယန်းပြည်တက်လို့ပြည်နယ်တီးတန့်ရရှိရေးတောင်းဆိုတာမျိုးစစ်ကော်မရှင်ရဲ့စံညွန်းကိုကြော်ပြီးတခါမှမလုခဲ့ဘူးပါဘူး။ဒါကြောင့်ပဲသူချေကုပ်ယူထားတဲ့အာဏာကိုတုံးပြီးဒေသတွေမှာထောင်ချီးတဲ့တပ်သားတွေစုစည်းမိတဲ့အပြင်စစ်ကော်မရှင်ကြောင့် ဒရုန်းနဲ့စစ်ရေးလေ့ကျင့်မှုတွေမှာ နိုင်ငံရက်ချာကအကူအညီတွေရခဲ့ပါတယ်။အချုပ်ဆိုရရင်စစ်မျက်နှာပတ်လည်ဝိုင်းနေစေစစ်ကော်မရှင်ဟာစစ်မြေပြင်မှာဘယ်တပ်ဖွဲ့တွေနဲ့လက်တွဲတိုက်မလဲဆိုတာစံနှုန်းသုံးချက်နဲ့ရွေးချယ်နေတယ်လို့အနုမာနပြုချင်ပါတယ်။ဒီစံနှုန်းတွေကတော့စစ်ကော်မရှင်တပ်နဲ့စစ်စည်းဝါးရေးအရာကျေးဇူးခံကျေးဇူးစားဆက်ဆံရေးနက်နက်ရှိုင်းရှိုင်းရှိနေတာ။ သက်ဆိုင်ရာဒေသမှာအာနာကိုအပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့စစ်ကော်မရှင်ရဲ့နိုင်ငံရေးစံညွန်တိုင်းသာလိုက်ပါကပြတာတွေပဲဖြစ်ပါတယ်။ဒါဟာပနမလီလာချက်မြတာဖြစ်ပါတယ်။ပုံမစုံလင်တဲ့အချက်အလက်အထောက်ထားတွေနဲ့တူစစ်ကော်မရှင်ရဲ့စောချစ်သူတပ်တို့ကြားဆက်ဆံရေးစစ်ကော်မရှင်ရဲ့ရှမ်းပြည်ပြည်သူ့စစ်ကြားဆက်ဆံရေးတွေကို ရှင်တွဲလေးလာဖို့ထပ်မံလိုအပ်ပါသေးတယ်။ဒီလိုလေးလာရင် စစ်ကော်မရှင်ကိုစစ်ရေးအရာတိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေအတွက်လည်းအကျိုးကျေးဇူးနှစ်ရပ်ရနိုင်ပါတယ်။ပထမတစ်ချက်ကရန်သူစစ်ကော်မရှင်ရဲ့အပြုတ်အမှုသဘောတဘာဝကိုပုံမူကျွမ်းဝင်နားလည်လာဖို့ပါ။ဒုတိယတစ်ချက်ကတော့မိမိတပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားရာဒေသမှာစစ်ကော်မရှင်နဲ့တိုက်ခိုက်မနေတဲ့တပ်ဖွဲ့တွေနဲ့အငင်းပွားမှုတွေရှိခဲ့ရင်မိဖက်ပဋိပက္ခလားရန်ဘက်ပဋိပက္ခလားဆိုတာ ပို့ပြီးရှင်းရှင်းလင်းလင်းဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ဒါကတော့စာမှုရှင်ထက်ရှိန်လင်းရဲ့ကော်လံဆောင်းပါးကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ISB ကော်လံကိုစာမှုတွေပေးပို့နိုင်ပါတယ်။စာမှုပေးပို့ရန်လမ်းညွှန်ချက်ကို isbmyanmar.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ISB podcast ကိုနားဆင်ပြီးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။